ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါစရောမကြသေးကမှတေဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်စာတော်တွေကိုပြိမိတော့ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်စရောအသွားရှိရင်ပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆပ်ပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာကောင်းလုံးနှိပ်ပြီးရောဇုံဝူခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒေပိုင်းဆာမှာတော့ပါကျဲကတောထဲမှာထွက်ပြေးလွှားနေပြီးတော့အခိုးငွေမဲမဲတစ်ခုကလည်းပါကျဲနောက်ကနေလိုက်နေခဲ့ပါတယ်။အဲဒီခိုးငွေသားတဖေးဖေးနဲ့ပုံစံပြောင်းလာပြီးတော့အလွန်ကြီးမားတဲ့မွေကြီးတစ်ကောင်ဖြစ်လာပါတော့တယ်။မွေကြီးကပါဇာတွေကနေအငွေတွေထွက်လာပြီးတော့ပါကျဲကိုစုပ်ယူလိုက်ပါတယ်။ပါကျဲကမွေရဲ့ဆွဲညူအားကြောင့်မွေရဲ့ဗဇာနောက်တရွရွနဲ့နီးကပ်သွားနေခဲ့ပါတယ်။အဲဒီမှာဝုံးစိုးအိမ်မက်ကနေလန်တိုးလာတဲ့ပါကျဲကအော်မလေးမွေကြီးကယ်ကြပါအောင်ဆိုပြီးတော့ထိတ်လန့်ခြောက်ချားစွာနဲ့အော်ဟစ်နေပါတော့တယ်။ အထိတ်လန့်ဖြစ်ကအခန်းထဲမှာပပပြေးနေတဲ့ပါကျဲကြောင့်ထန်ဆန်းကိုရောပါဝင်ဝူခုံးနဲ့ဝူကျင်းတို့ကလည်းလန့်နိုးလာကြပါတယ်။ဆရာတော်ကမျက်စိမှိတ်ပြီးတော့ပပပြေးနေတဲ့ပါကျဲကိုဖမ်းဆွဲကလုံနိုးလိုက်တော့မှပါကျဲကပြန်ပြီးတော့နိုးလာပါတော့တယ်။ပါကျဲကအဲ့မှာလန့်နိုးလာပြီးတော့သူ့ရဲ့အိမ်မက်ရဝူခုံးကိုမွေပြင်းကြီးကစားတော့မယ်လို့ပြောလိုက်တာပါ။အိမ်မက်ထဲမှာဝူခုံးကိုမွေဘလူးကြီးကစားလိုက်ပြီလို့ထင်နေတာဖြစ်ကြောင်းပါကျဲကပြောပြလိုက်ပါတယ်။အဲ့ဒါတော့မလို့သူကအခုလိုလန့်ပြီးတော့អော်နိုးလာတာဖြစ်တယ်လို့ပြောပြလိုက်တာပါ။ ဆရာတော်ထန်ဆန်းတော့ပင်ပန်းနေဖြစ်တာကြောင့်အိတ်လိုက်တော့ဖို့ပဲပြောပါတယ်။ဟူခေါ်ကတော့ပါကျဲကငါကြောက်ကြီးလို့ပြောကာ။သူပြောတာမှန်နေကြောင်းနဲ့အိမ်မထဲမှာတော့တတိမရှိတဲ့ကောင်ပါကွာလို့ပြောနေခဲ့ပါတယ်။ပါကျဲကဘသူကမှကြောက်မနေကြောင်းဘသူကမှလည်းကြောက်မနေကြောင်းညင်းဆန်နေပါတယ်။မွေဘလူးကြီးကသူ့ကိုစားတော့မှလို့လည်းပြောပြလိုက်ပါတယ်။ဆရာတော်ထန်ဆန်းတော့ပါကျဲကပင်ပန်းလုံးတာကြောင့်ကြောင်ကနန်းနဲ့အိမ်မဆိုးတွေမှတ်နေတာဖြစ်ကြောင်းစဉ်းစားမိသွားပါတယ်။ဒါကြောင့်မလို့သူတပည့်တွေကသူ့တို့အရန်ကိုပင်ပန်းနေကြပြီလို့ရေရွတ်လိုက်တာပါ။ ဇာတော်ထန်ဆန်းအနောင်းလေးမနှက်မှာတော့မင်းမြန်နဲ့တွေ့ရတော့မှာဖြစ်တဲ့အတွက်မုံမလေးငင်သွားပြီးတော့အိတ်ကြတော့လို့သူတို့ပဲသုံးအောင်ကိုပြောလိုက်ပါလေတို့နဲ့နောင်းလေးမနှက်မှာတော့ထန်ဆန်းတဲ့အဖွဲဟာနန်းတော်ကိုဝင်ပြီးတော့ဘင်းမင်းကြီးရန်သွားပြီးတော့တွေ့ဆုံခဲ့ပါလေထန်ဆန်းကိုတော့ကနန်းတော်ထဲကိုရောက်တဲ့အခါမှာဘင်းကြီးကအားရဝမ်းသာစွာနဲ့ပလင်ပေါ်ကနေဆင်းပြီးတော့ထန်ဆန်းကိုတော့ခီးဦးကြိုဆိုလိုက်ပါလေဘင်းထန်မတွေ့ရတဲ့ဇလေးနဲ့တွင်မှာထန်ဆန်းကိုတော့စကင်တွေရမ်းကဲလာကြောင်းပို့ပြီးတော့မှနူးဖက်ဥက်လာတဲ့အကြောင်းနူထင်းဥဝင်းလာတဲ့အကြောင်းကိုချီးကျူးနေပါလေ ။ဆရာတော်ထန်ဆန်းတော့အလောက်ကြီးလည်းမချောလာပါဘူးလို့ပြောပြီးတော့ဆက်နေခဲ့ပါတယ်။ထန်ဆန်းကိုတော့လည်းအဲ့လို၁၄နှစ်ကြာသွားမယ်လို့မထင်ခဲ့ပေမဲ့၆လတကာမိစ္ဆာတွေရဲ့အဖမ်းခံရတာကြောင့်ကြံ့ကြာသွားတာဖြစ်တယ်လို့ပြောပြပါတယ်။ထန်ဆန်းကိုတော့သူ့ရဲ့ passport တွေထုတ်ပေးပြီးတော့နေပြည်အားလုံးရဲ့ဖြတ်သန်းခွင့်တွေကိုလက်မှတ်ထိုးလာခဲ့တဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ်။ဘီကနီပြည်နယ်မိမလာတိုင်းပြည်တောင်ပိုင်းတိုင်းပြည်စတဲ့လက်မှတ်တွေကိုဘီရင်ကြီးကစစ်ဆေးနေပါတယ်။ဘီရင်ကြီးကဆရာတော်ကိုသူ့ပလင်းစီကိုခေါ်သွားတဲ့ချိန်မှာပဲလူနဲ့ပုံစံတူပြီးတော့ ရုပ်စိုးစိုးတွေကိုပိုင်ဆိုင်ထားတဲ့တရဝါသုံးကောင်ဝင်အောင်လာတာကြောင့်နန်းတော်တွေကလူရီယာထိတ်လန့်ကုန်ကြပါတော့တယ်။ထန်ဆန်းကိုရောဒီပုတ်ကိုရီယာသူ့ရဲ့တပည့်တွေဖြစ်ကြပြီးတော့လမ်းကနေသူ့ကိုကူညီကြဖို့ကွိုင်းမေတော်ကထည့်ပေးလိုက်တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။မူမတ်ဘူပါအပေါင်းတို့ဇုံကုန်းတို့တောင်းကိုမြင်ပြီးတော့ဒီလိုဒီလိုဖြစ်ကထိတ်လန့်နေကြပါတယ်။ထန်ဆန်းကိုရောကမြောက်လိုမျိုးအမွေးတွေထူနေတဲ့သူရဲ့ကောင်းကတော့ဇုံကုန်းဆိုတဲ့သူဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာဝူကုန်းက"သူဟာမြောက်တို့ရဲ့ဘယင်ဆွားရှင်ဖြစ်တယ်"လို့ပြောလိုက်ပါတယ်။ ဝက်ကောင်လိုဝါလုံးပြီးတော့နှာခေါင်းလန်လန်ပန်းတလန်နဲ့မျက်စိပြူးပြူးနေရောကားကားနေသူကတော့ဂျူးပါကျဲလို့ခေါ်ဆိုတော့မိတ်ဆက်ပေးပြီးတော့ရွှေငားလို့မျက်လုံးပြူးပြူးထိတ်ပြောင်ပြောင်နေသူကတော့စာအုပ်ချင်းလို့ခေါ်တဲ့အကြောင်းကိုပြောပြမိတ်ဆက်လိုက်ပါတယ်။ဇာတော်ထန်ဆန်းမဲ့ဆက်လက်ပြီးတော့သူတို့မှာအစွမ်းသီးသီးတွေရှိနေကြအကြောင်းကိုလည်းပြောလိုက်တာပါ။ဘင်းကြီးကကျန်းသားတွေကိုစိတ်ဆေးတဲ့အခါမှာဒါတွေကတကယ်ပိတကတော်တွေအစ်စ်တွေလားလို့မယုံနိုင်သလိုနဲ့မေးနေခဲ့ပါတယ်။ဇာတော်ထန်ဆန်းကတော့တက္ကရာဘာသာနဲ့ရေးသားထားတဲ့ဗုဒ္ဓနှုတ်ထွက်35ခန်းဖြစ်ပါတယ်လို့ပြောပြပါတယ်။ ။ပြင်းကြီးထံကလည်းအားရဝမ်းသာစွာနဲ့ဟိုဒီဒီလန်လော့ကြည့်နေ။မင်းနေပြန့်ပြီးတော့ဖတ်မရလောက်ဖြစ်နေတဲ့ကျန်းစာတို့ကိုတွေးလိုက်ရပါတယ်။ပြင်းကြီးကစာအုပ်တချို့မှာမင်းတွေပြန့်နေဟာချင်းအကြောင်းရင်းကိုမေးတဲ့အခါမှာအပြန်လမ်းမှာမြေတစ်ခုကိုဖြတ်ကူးစဉ်ကလိတ်အိုကြီးတကောင်ရဲ့အပြုတ်မှုကြောင့်ရေပရီဆူဆွဲသွားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ပါကျဲကလည်းဒါတွေအားလုံးကဆရာတော်ကြောင့်ဖြစ်ရတာလို့ပြောလိုက်ပါတယ်။ဖះနဲ့တွေ့တော့ကဖះပြောတာတွေတေချာနားထောင်ခဲ့ရင်အခုလိုရေဆိုးဆုပ်ပြဲသွားရင်လည်းပြန်ပြီးတော့ရေးလို့ရမှာဖြစ်ကြောင်းကိုပြောနေခဲ့တာပါ။စာအုပ်ချင်းကတော့ဆရာတော်မှာအပြစ်မရှိကြောင်း သူဆိုရင်လည်းမေ့သွားမှာပဲလို့ဝင်ရောက်ပြီးတော့ပြောဆိုပါတယ်။ဆရာတော်ကတော့သူ့ရဲ့အမသာဖြစ်ကြောင်းဝန်ခံခဲ့ပါတယ်။ဇုံခုံကလည်းဒါရီယာတက္ကတာဘာသာစကားနဲ့ရေးသားထားတာကြောင့်အားလုံးကပြည်စုံပြီးသားဖြစ်ကြောင်းကိုပြောပြလိုက်တာပါ။ဆရာတော်ကတော့အံ့ဩသွားပြီးတော့ဒီလိုအတွေ့ဘဲကရလဲလို့ဝူခုံကိုမေးလိုက်ပါတယ်။ဘီရင်ကြီးကတော့ဘလို့မှသူနားမလည်နိုင်တော့ကြောင်းကိုပြောပြလိုက်ပါတယ်။ဆရာတော်ထန်ဆန်းလည်းတေချာသိကျင်တော့သူပြောပြပါမယ်လို့ဘီရင်ကြီးကိုပြောလိုက်ပါတယ်။ ဇာတော်ထန်ဆန်းပြောပြကြရအပြန်လဲမှာပေးရှိရကျတယ်မြေတကူကိုဖြတ်တန်းမှုဂျုံလာခဲ့ရကြောင်သိလိုက်ရပါတယ်။ဝူခေါင်းကလည်းအိမ်မှာဆရာတော်ကိုဆွဲခေါ်လာပြီးတော့ပါကျဲကမြင်းကလေးအော်ယံကိုဆွဲကစားဟုတ်ချင်းကတော့ဂျန်းစာတွေကိုထမ်းနေမြစ်ကိုဖြတ်ကူးဖို့ကန်နာကိုဆင်းလာခဲ့ကြပါတယ်။ပါကျဲကမြစ်ရဲ့အနက်ကိုသိချင်တာကြောင့်ကြောက်ခဲကိုလှမ်းပြီးတော့ပြစ်လိုက်ပါတယ်။ပါကျဲပြစ်လိုက်တဲ့ကြောက်တုံးရဲ့အခြေအနေကိုကြည့်ပြီးတော့မြစ်ဟာအင်မတန်မှနှက်ချောင်းကိုသိလိုက်ရပါတယ်။ပြီးတော့အင်မတန်မှလိုင်းထန်နေတာကြောင့်ဘာကြောင့်ဒီလောက်တောင်လိုင်းထန်နေတာလဲလို့ဆရာတော်ထန်ဆန်းကမေးနေခဲ့ပါတယ်။ ။ဦးချင်းကတော့လေတိုင်းလဲလိုင်းထန်တဲ့အကြောင်းပြောပြပါတယ်။ဒါမဲ့လေတိုင်းမနေပဲလိုင်းထန်နေတာကြောင့်ဆရာတော်ကထိတ်လန့်အံ့ဩလာခဲ့ပါတယ်။မြေဆောင်တကစိတ်ဆိုးနေရလားဘာလားနဲ့တွေးတောနေကြပါတယ်။ခလန်လန်ကန်းစမ်းမှာနာမည်ကျော်ကြောက်တိုင်တစ်ခုဇုံခုံကတွေ့ရတာကြောင့်ဆရာတော်ကသွားပြီးတော့ဖတ်ကြည့်လိုက်ပါတယ်။ကြောက်တိုင်မှာရေးထားတဲ့စာကိုဖတ်ကြည့်တဲ့အခါဘဝသစ်ကူးမြင့်လို့ရေးထားကြောင်းကိုတွေ့လိုက်ရပါတော့တယ်။ရေးစည်းတမ်းပြီးတော့ကျဲလွန်လာတဲ့မြစ်ကိုညံရှိတဲ့ဆရာကြီးတွေကကူးနိုင်မယ်လို့ရေးထားတာပါ။ ဒါမှလည်းဘလို့မှကူးဖြတ်ဖို့မဖြစ်နိုင်တဲ့မြစ်ကိုကြီးနေတဲ့ကြံရစီရခက်နေကြပါတယ်။အဲဒီအချိန်မှာဝူချင်းကအတန်တန်ကိုကြားရတယ်လို့ပြောတာကြောင့်အားလုံးလည်းနားဆိုင်ထောင်းလိုက်ကြပါတယ်။ဝူချင်းကကြားရလားလို့အားလုံးကိုမေးလိုက်ပါတယ်။ဝူချင်းကပဲဆက်ပြီးတော့နားခဏငားပေးပါလို့ပါကျဲကိုပြောလိုက်ပါတယ်။နောက်တစ်ခါမှတော့မျိုးစားမရမျက်စောင်းနဲ့ကိုပူဇော်ဖို့အတွက်ဝင်းဝင်းမွေးတိုင်းဖျောင်းနိုင်အောင်ထွန်းကဝင်းဝင်းကိုငားကြိုက်တယ်ဝင်းဝင်းကိုပဲငားယူမယ်ဆိုပြီးတော့ပြောကားစူတောင်းနေပါတယ်။မျိုးစားမရဲ့သမီးငယ်လေးကတော့ဘာမှမသိဘူး။ ဟိုခေါင်တို့ဒီခေါင်ဝင်နေပူဇော်ထားတယ်တကွန်ကုတ်ကိုင်းနဲ့ကစားလို့နေပါတယ်မြေကိုကူးကြဖို့ခတ်နေဆရာတော်ထန်ဆန်းတဲ့တပ်ဖွဲ့ကမြေဦးတိုင်းရှောက်လာကြရင်လည်းမျိုးသားမင်းရဲ့အိမ်သားကိုရောက်လာကြပါတယ်ပူဇော်ဝဲပြီးလို့ပြန်သွားကြတဲ့ရဲသူရဲသားတွေကိုလိုက်ပို့တဲ့တကြီးဖြစ်သူကိုအိမ်ထဲပြန်ဝင်ခင်မှာပဲဆရာတော်ကလမ်းပြီးတော့ခေါ်လိုက်ပါတယ်ဆရာတော်ကသူတို့ကြောင့်အနောက်ချက်ဖြစ်သွားရင်တောင်းပန်ကြောင်းနဲ့သူတို့လေးယောက်အတွက်တ냐တာနားနေဖို့ကြော်တခင်းစာလောက်စီငှားပေးဖို့တောင်းဆိုလိုက်တာပါဆရာတော်ကပဲဆက်ပြီးတော့သူတို့ကထန်ပြင်းဈေးလို့ချက်ရ အနောက်ရက်ကိုသွားကကျန်းစာကိုပြင့်နေကြတာဖြစ်တယ်လို့မျိုးစားကိုပြောပြပါတယ်။မျိုးစားလည်းပေါ်ပေါ်ရွေနဲ့ပဲဆရာတော်တို့တပ်ဖွဲ့ကိုအိမ်ထဲဝင်ကြဖို့ဖိတ်ခေါ်လိုက်ပါတော့တယ်။ဆရာတော်ကမျိုးစားမင်းရဲ့မျိုးရုံးနဲ့နာမည်ကိုမေးလိုက်တဲ့အခါသူဟာမျိုးစားမင်းကျင်ဖောင်ဖြစ်ပြီးတော့မျိုးကတော့ချင်းမျိုးဖြစ်ကြောင်းကိုပြောပြပါတယ်။ဆရာတော်ကသူနဲ့မျိုးချင်းတူတယ်လို့မျိုးစားကိုပြောလိုက်ပါတယ်။ပါတယ်ကတော့ဘိုက်စာနီဖြစ်ကြောင်းလက်တွေ့ကြတာအရင်လောက်ကြဖို့တင့်တော်ကြောင့်ဝူချင်းကိုပြောနေခဲ့ပါတယ်။ဘာတွေပြောနေကြမှန်းမသိဘိုက်မွားတဲ့အကြောင်းတွေလို့လည်းရေရွတ်သွားသေးတာပါ။ မျိုးသားမင်းကတော့သူတို့ group ကိုဧည့်သည်များနားနေတဲ့အဆောင်ကိုခေါ်သွားပေးပါတယ်။ဆရာတော်ကတော့မျိုးသားမင်းကျင်းဖောင်ကိုစောစောကလူတွေစုစုနဲ့ဘာတွေလုပ်နေကြတာလဲလို့မေးပြီးတော့စဆူလိုက်ပါတယ်။ပါကြကြားရရဝင်ပြီးတော့ငိမ့်ငိုင်းပွဲတော်တခုပြုလုပ်နေကြတာမဟုတ်လားလို့မေးလိုက်တာပါ။မျိုးသားမင်းကျင်းဖောင်ငိမ့်ငိုင်းပွဲတော်မှုတ်ချောင်းပြောလိုက်ပြီးတော့ဒါဘွာကူခန်းသားတပင်တခုကျင်းပါနေတာဖြစ်ကြောင်းကိုပြောပြပါတယ်။ပါကြကဘသူမှမသိဘဲနဲ့ဘလို့လို့ဘွာကူတပင်သွားကျင်းပါနေတာလဲလို့ပြောလိုက်တာပါ။မျက်နာညိုငယ်နေတဲ့မျိုးသားမင်းကျင်းဖောင်ကိုဆရာတော်က ဘသူတို့လှုပ်တာလဲဘာကြောင့်လှုပ်တာလဲလို့စိုးရင်ကြီးနဲ့မေးလိုက်ပါတော့တယ်မျိုးသားမင်းအဲ့မှာစကားလှီးလွဲပြီးတော့ခီးတဲ့တွေပင်ပန်းလာနေပြီဘာမှမစားသေးတာကြောင့်တခုခုစားပြီးတော့အနာယူကအချိုးချောင်းပြောပြပါမယ်လို့ပြောပါတယ်အဲ့တော့မှပါကြရထလာပြီးတော့ဒါအလုံးတရားမှသိမြလာပါကြောင်းနဲ့လက်တွေလည်းအလုံးကြကြောင်းပြောလိုက်ပါတယ်အဲ့မှာမျိုးသားအချက်ပြလိုက်တာကြောင့်မကြခင်မှာပဲစပုံမှုရောက်လာပြီးအစားစာတွေကိုပြင်ဆင်ဖို့ထွက်သွားခဲ့ပါတယ်ဆုံးကောင်ကတော့မသေးသေးတဲ့သူတွေအတွက်ထောင်ထားတဲ့ထူးဆန်းတဲ့ကပီးတိုင်းနှစ်ခုနားကိုသွားအောင်ကဆက်စုနေပါတယ် ကပီးတိုင်းတကူကသမီးဖြစ်သူရဲ့နာမည်ဖြစ်နေတာကြောင့်တေသွားတဲ့သမီးလေးလားလို့ဆုံးကုန်းကမေးလိုက်ပါတယ်။ကျင်းဖောင်လည်းသမီးဖြစ်သူကတတ်ရှိထင်ရှားရှိနေသေးကြောင်းပြောပြပါတယ်။ဘာကျေးကြီးကလည်းစိတ်ဝင်စားသွားပြီးတော့ဘာကြောင့်မသိပဲကပီးတိုင်းစိုက်ထားရတာလဲလို့စိတ်ဝင်စားနဲ့မေးလိုက်ပါတယ်။ဘာကျေးကအလွန်တရာအံ့ဩနေပြီးတော့ဘလူကြီးလေးကဘလူကြီးလဲဆိုပြီးတော့ရေရော့ကဝူချင်းကိုမေးနေခဲ့တာပါ။မျိုးစားမင်းကတော့သူတို့နှစ်ယောက်စလုံးအသက်ရှင်လျက်ရှိနေသေးကြောင်းဒါမလဲနောက်နေ့မရက်ပြန်မနက်မှာတော့သူတို့ဟာရှိကြတော့မှမဟုတ်ကြောင်းဂျေကွဲတန်ကြီးနဲ့ပြောပြလိုက်ပါတယ်။ ဝူခေါင်းကတော့သူတို့ကဖျားနေလို့လားကူးစဲဟောကခံစားနေရလားလားမျိုးနေလားလားနောက်ဆုံးချိန်နေလားဆိုပြီးတော့လာပေါင်းများစွာနဲ့ကျင်ဖောင်းကိုမေးခွန်းထုတ်လိုက်ပါတယ်ကောင်းကင်ဆိုင်ကြနေခဲ့တဲ့မျိုးသားမင်းကျင်ဖောင်းကအဲ့ဒါတွေတခုမှမဟုတ်ပါကြောင်းကြေကွဲစွာနဲ့ပြန်ပြောပါတယ်အဲ့ချိန်မှာပဲမျိုးသားမင်းရဲ့သမီးတော်လေးကပါ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 နဲ့တောက်တောက်တောက်ရှောက်လာပါတော့တယ်မျိုးသားမင်းကျင်ဖောင်းကသမီးတော်လေးကိုကောက်ယူပွေ့ချီလိုက်ပြီးတော့ဒါဒုတိယသမီးဖြစ်ပြီးတော့ပထမသမီးလည်းပါသွားတယ်လို့ပြောလိုက်ပါမျိုးသားကမနဲ့ပြန်အတုပပွဲမှာသူလည်းပါတယ်လို့ပြောပြီးတော့သမီးငယ်လေးကိုပြလိုက်တာပါ ။သမီးငယ်လေးကတော့ကိုကြွေးလို့နေပါတယ်။အထင်းတော်တရားကသမီးငယ်လေးကိုလာခေါ်သွားတဲ့ခါမှာဂျင်ဖောင်လေးဂျေကွဲငိုကြွေးပါတော့တယ်။ဦးခွန်ကတော့ငိုကြွေးနေတဲ့ဂျင်ဖောင်ကိုမငိုဖို့တားဆီးနေပါတယ်။ဆရာတော်ကဟန်တားတဲ့ခါလူတယောက်ငိုနေတာကိုသူကမကြည့်ရတာကြောင့်လို့ပြောပါတယ်။ဆရာတော်ကဘာအတွက်စိတ်ငင်းနေရတာလဲဆိုတာအကြောင်းရင်းကိုပြောပြဖို့ပြောလိုက်တဲ့ခါဂျင်ဖောင်ကသူ့ကိုကူညီနိုင်မယ်မထင်ပါအကြောင်းပဲပြောပါတယ်။ဦးခေါင်းကလောကကြီးမှာသူမကူညီနိုင်တာဆိုလို့ဘာမှမရှိနေကြောင်းအမှန်တိုင်းဖြစ်စီရမယ်လို့ပြောလိုက်တော့တာပါ ဘာကျဲကလည်းပြောစမ်းပါလို့ပြောနေသလိုဆရာတော်ကလည်းတောင်းပန်နေတာကြောင့်ဂျင်မောင်ကဘသူမှလည်းနားလည်မှာမဟုတ်ကြောင်းပြောလည်းမပြောကျင်တော့ပါဘူးဆိုပြီးတော့ပြောပြပါတော့တယ်။အင်ဂျီတရာလောက်ပဲရှိတဲ့သူတို့ရဲ့ခြံကြီးရွာမှာဘွာကူးမြင့်လို့ခေါ်တဲ့မြေစင်းရှိကြောင်းနဲ့မြေထဲမှာတော့အလွန်တရာမှအစွမ်းထက်တဲ့ရွှေငါးဘရင်မော်ပညာရှင်တယောက်ရှိတယ်လို့ပြောပြပါတယ်။သူရဲ့ပါဝါမိုးကိုရွာစီခြင်းရွာနိုင်ပြီးတော့နေကိုညညကိုနေရာသူလူတွေကြိုက်တယ်လို့ထိန်းချုပ်ချေလည်နိုင်တဲ့အကြောင်းကိုပြောပြပါတယ်။ဦးခုံးတို့ကလည်းအကောင်းစားမော်ပညာရှင်ကတလောက်တော်ပြီးတော့ ။ဘာလို့များဒုက္ခတွေပေးနေရလဲလို့မေးတဲ့အခါသူဟာကလေးတွေကိုနှစ်တိုင်းစားပြီးစားဖို့ကလေးတွေကိုလည်းရွာကနေဆက်တာပေးရတယ်လို့ပြောပြပါတယ်။ပါကျဲနဲ့ဝူခွန်ကသူကဘလူးပွန်းလို့လားလို့မေးလိုက်တဲ့အခါရွှေငါးဘီရင်မော်ဆရာဟာတားစားကျူးတဲ့ဘလူးပြင်းတွေအကြောင်းကိုသိလိုက်ရပါတော့တယ်။ဂျင်ဖောင်မဲဆက်ပြီးတော့နှစ်စင်နေတိုင်းဆက်သနေရတဲ့အခါရွာသားတွေအခက်တွေ့လာရတယ်လို့ပြောပြပါတယ်။ကြားလိုက်မျိုးလဲပြုတ်တော့မှမလို့တနေ့တနေ့ကလေးမွေးဖို့သာစူးစမ်းနေရတာကြောင့်တခြားအလုပ်တွေကလင်းဟင်းလာကြကြောင်းကိုလည်းပြောပြလိုက်တာပါ။ ဇုံကောင်ကလေးအစားထိုးပေးလို့မရဘူးလားလို့ပြောတဲ့အခါကျင်းဖောင်ကရွှေငါဘလူးဟာတစ်ချိန်လုံးရွာကို CCTV လို့စောင့်ကြည့်နေတာကြောင့်သူ့ကိုသွားလိန်ပါကဒုက္ခပါရောက်သွားနိုင်ကြောင်းကိုပြောပြလိုက်ပါတယ်။သူကအားလုံးရဲ့မွေးနေ့တွေကိုတီထားပြီးတော့အရန်ကိုရက်ဆက်တဲ့သူတယောက်လည်းဖြစ်ကြောင်းကိုကျင်းဖောင်ကပြောပါတယ်။ပါကျင်းတဲ့ဝူကျင်းကလည်းဟမ်ကလေးတွေကိုမှစားရတဲ့သူပဲလို့ရေရွတ်နေပါတော့တယ်။ကလေးတွေကိုစားရတယ်ဆိုတာက तू ဟာဘလူးကြီးမှန်လူတိုင်းတီတာကြောင်းလို့ကျင်းဖောင်ကပြောပါတယ်။ဇုံကောင်ကသဘောကျပြီးတော့ အဲ့လိုရည်တဲ့ခါဆရာတော်ကဘာကြောင့်ရည်မောနေနိုင်တယ်လဲလို့မေးပါတယ်ဇုံကုံကပါဝါကြီးပါတယ်ဆိုရွှေငါဘလူကိုမျက်စိလည်အောင်သူကလှုပ်နိုင်ချောင်းကိုပြောပြလိုက်ပါတယ်။နောက်တော့သူ့ကိုကြည့်ဖို့ပြောပြီးတော့တမီးငယ်လေးခေါင်းပိုးရဲ့ပုံစံတိုင်းပုံပြောင်းပြလိုက်ပါတယ်။ဖားခင်ကျင်းမောင်ကိုယ်တိုင်ခွဲမြအောင်တူနေလို့နာကြောင်းအားလုံးကကြောင်ငင်းနေတော့မှာပဲ။အထင်းတော်ကတမီးငယ်ကလေးခေါင်းပိုးကိုခေါ်ဆောင်လာပါတော့လေ။အမွာထက်တောင်တူနေတဲ့တမီးငယ်နှစ်ယောက်ကိုကြည့်လိုက်ကအားလုံးလည်းအံဩတကြီးဖြစ်နေကြပါတယ်။ကျင်းမောင်ကခလေးတယောက်လိုပြောရွှင်သွားပြီးတော့ ဝူခုံးပုံပြန်ပြောင်းခိုင်းလိုက်တမီးငယ်ခေါင်းပူပုံပြန်ပြောင်းခိုင်းလိုက်နဲ့မျက်လဲပွဲလိုကြည့်နေပါတော့တယ်နောက်ဆုံးမှာတော့ကျင်းဖောင်ကသူ့ကိုကူညီပေးဖို့အနှုညွတ်တောင်းပန်ရှာပါတော့တယ်ဝူခုံးကအမ်ကျေးဇူးတင်စရာမလိုကြောင်းပြောလိုက်ပြီးတော့ကျင်းဖောင်ကိုထားလိုက်ဖို့ပြောပါတယ်ကျင်းဖောင်ကဘလူးကစားပြစ်လိုက်မှမကြောက်ဘူးလားလို့မေးတဲ့အခါဝူခုံးကအဲ့ဒီဘလူးကသူ့ကိုဘလို့မှစားလို့ရမှာမဟုတ်ကြောင်းပြောပြလိုက်ပါတယ်ဝူခုံးကသူ့ဟာခေါင်းပိုးရဲ့ကိုစားဘလူးရွှေငါးစီကိုသွားမှာဖြစ်ကြောင်းကိုပြောလိုက်တာပါ ။ပါကျဲကလည်းအခုကလေးရဲ့ကိုစားအစားထိုးပြီးသွားပြီးမှဖြစ်တာကြောင့်စားကြပါစို့လို့သူစားဖို့ပြောပါတော့တယ်။အဲ့မှာမကြခင်မှာပဲဆဖုံမှုရောက်လာပြီးတော့အားလုံးစင်းသိဖြစ်ပြီးဖြစ်ချောင်းကိုလာပြီးတော့ပြောပါတယ်။အဲ့ဒီမှာစားဖို့ပြင်နေကြတုံးမှာပဲကျင်းဖောင်းရဲ့ဒူမာလေးခြံချင်းဟာသူ့ရဲ့အမေနဲ့တူတူရောက်လာပြီးတော့သမီးလေးကိုလည်းကဲတင်ပေးပါလို့တောင်းပန်နေပါတော့တယ်။ဆရာတော်ကဝူခုံအကြံကောင်းရှိသေးလားလို့မေးတဲ့အခါမှာပါကျဲကဝူခုံကိုယုံကြည်ပေးဖို့နဲ့ဇုံခုံကနေအောင်စလုံးကိုကဲနိုင်မှာဖြစ်တယ်လို့ပြောနေပါတယ်။ ချန်ချင်းလေးရဲ့အမေကလည်းသူ့မှာရှိတာတွေရောင်းချကကျေးဇူးဆမ်းမဲ့အကြောင်းကိုပြောနေပါတယ်။ဘာကျဲတော့ဒူးထောက်တောင်းမန်ရဲ့ချန်ချင်းတို့သားမိကိုအမြန်ပြန်ထခိုင်းလိုက်ပြီးအချင်းဆုံးတစ်ခုစားပြီးတော့နောက်မှဆက်ပြောကြဖို့ဆိုပြီးတော့ဇွဲထူပေးလိုက်ပါတယ်။နောက်တော့မှလေးယောက်သားစားတွေကိုအားပါးတရနဲ့စားတော့နေကြပါတော့တယ်။ချာပေးလာများစားတော့တဲ့တဝက်လောက်ကဘာကျဲဘိုက်ထဲကိုဓာတ်ရိုက်ရောက်ရှိလို့သွားပါတယ်။ခဏနေတော့ဝူခွန်ကဘာကျဲကိုအမောင်မှလက်သိပ်ထိုးကတိတ်တိတ်ခိုးပြီးတော့ခေါ်သွားပါတယ်။ပုံစံ36မျိုးပြောင်းနိုင်တဲ့ဘာကျဲကိုချန်ချင်းရဲ့ပုံစံပြောင်းပြီးတော့ သူ့ရဲ့နောက်လိုက်ခဲ့ဖို့ပြောနေတာပါ။ပါကြီးကတော့နှခိုင်းထော်ပြီးတော့อืมခြံကျင်းပုံစံကို तू မပြောင်းနိုင်အောင်ညင်းဆန်နေပါလေ။ဆရာတော်ကတော့ပါကြီးကိုလူသက်ကဲတယ်ဆိုတာမြင့်မြတ်တဲ့အရာဖြစ်တာကြောင့်ခြံကျင်းရဲ့ပုံစံကိုပြောင်းလိုက်ဖို့တွန်းအားပေးနေခဲ့ပါလေ။ပါကြီးက तू ဟာအရာဝတ္ထုတွေဖြစ်တာပြောင်းလို့ရတဲ့အတွက်ကောင်မလေးပုံစံပြောင်းမှုကသူ့အတွက်ခက်ခဲလာတဲ့အကြောင်းကိုရှင်းပြပါလေ။ဟူခုံကတော့ကောင်မလေးပုံစံမပြောင်းရင်အရိုက်ခံမှာတော့လို့တတိပေးလိုက်ပါလေ။ဟူခုံနဲ့ဆရာတော်တို့ရဲ့တောင်းပန်မှုကြောင့်ခြံချင်းပုံစံကိုပါကျဲလေးပြောင်းလိုက်ရပါတော့တယ်။ ဒါပေမဲ့ပါသေးကတစ်တုံးမှာနရွက်ပေါက်နေတဲ့ပုံပြစ်တာကြောင့်ဝူကုန်းကဟာမဟုတ်သေးဘူးကောင်လို့သတိပေးလိုက်ရပါတယ်။ပါသေးကကောင်မလေးပုံစံပြောင်းတဲ့အခါမှာကောင်မလေးတို့ဖြစ်သွားပြီမဲ့ဘိုက်ကြီးကခံနေသေးတာကြောင့်ဝူကုန်းကသူ့ရဲ့တကိုးနဲ့ပဲအဲ့ဒီဘိုက်ကိုဖျောက်ပေးလိုက်ရပါတယ်။အခုံလုံးကလည်းပါသေးကိုကြည့်ပြီးတော့အန်အောနေကြတာပါ။အဲဒီလိုနဲ့ညောင်းတဲ့အခါမှာတော့ပါသေးကဘိုက်ဆာလာတာကြောင့်နိုးလာပြန်ပြီးတော့မနက်မြန်သွားမယ်ကိစ္စကိုတွေးကဝူကုန်းကိုနှိုးပြီးတော့မေးပါတယ်။ပါသေးကမနက်မြန်မှာဘလူးကသူ့ကိုကြိုးတုပ်ပြီးခေါ်သွားမှလား။ ရိုက်ပုတ်ခေါ်သွားမလားလို့မေးနေခဲ့တာပါဦးခွန်ကဘလူးကအကောင်လိုက်မျိုးချတာပါမှမင်းစိတ်ပူနေစာမလို့လို့ပြောတာပြန်အိတ်သွားပါတော့တယ်ဟွန်းတချို့ဘလူးတွေကခုတ်ထစ်ပြီးတော့စားတတ်ကြသေးတယ်လို့ပါကျဲကပြောနေပါတယ်အဲ့လိုစားရင်ကြောက်စရာကြီးပဲလို့ပြောတဲ့ကဦးခွန်ကအေးဘလူးမစားခင်ထွက်ပြေးကြမှာသွားအိတ်တော့လို့မျက်လုံးမှိတ်ပြီးပြန်ပြောခဲ့ပါနောက်တော့ပါကျဲလည်းပြန်အိတ်ပြောသွားပါတော့တယ်နောက်နေ့မနက်မှာတော့ကျင်းဖောင်ဥဆောင်ပြီးတော့ဘွားကူတပင်စင်နေကြပါတယ် ။ပူဇော်စင်ပေါ်မှာတော့ဝူခုံးနဲ့ပါကျဲကကလေးနှစ်ယောက်ပုံစံအဖြစ်နဲ့အသွင်ပြောင်းလဲကထိုင်နေကြပါတယ်။ဂျင်ဖောင်တို့ပြန်သွားချိန်မှာပါကျဲနဲ့ဆုံးဝူခုံးကတညာလုံးထိုင်ဆောင်နေပါတယ်။ဘလူးကမလာသေးတာကြောင့်ပြင်းလာတဲ့ကနှစ်ယောက်သားမူရင်းပုံစံတိုင်းပြန်ပြောင်းကထိုင်နေခဲ့ကြတာပါ။ပါကျဲကပူဇော်စင်ပေါ်ကမုတ်တွေကိုယူစားနေတယ်အပြင်ကိုထွက်ကြည့်တဲ့အခါအလင်းအောင်တစ်ခုကိုတွေးလိုက်ကြပါတယ်။ပါကျဲကဘလူးမလာခင်ထွက်ပြေးအောင်လို့ပြောနေခဲ့ပါတယ်။ဝူခုံးကပါကျဲကိုဟင်းကြောက်မနေနဲ့ပုံစံမှန်မှန်ပြောင်းလိုက်စမ်းလို့ခိုင်းလိုက်ပါတယ်။ အဲ့ဒီမှာသူတို့ကဘလူးလာနေချိန်မှာပဲခလေးနှစ်ယောက်ဖြစ်နေအမြန်ပြန်လဲပြောင်းပြီးတော့ထိုင်နေခဲ့ပါတယ်။ဘာကြဲကခြံကြီးရဲ့ပုံပြောင်းအောင်မှဘိုက်ကခံနေသေးတာကြောင့်ဦးကောင်ကလေနဲ့မဟုတ်ကဘိုက်ကိုဖွက်ထားပေးရပါတယ်။အဲ့ဒီမှာရွှေငါးဘလူးမော်ဆရာလဲပူဇော်ကန်းတွေကိုတရွေ့ရွေ့နဲ့လာနေခဲ့တာပါ။ဘလူးရွှေငါးကလူယောင်ဖန်ဆင်းကရောက်ရှိလာပြီးတော့ကောင်ဘိုးကိုခြံမျိုးနယ်လားလို့မေးလိုက်ပါတယ်။ကောင်ဘိုးကသူကခြံမျိုးနယ်ဖြစ်ကြောင်းပြန်ပြီးတော့ဖြေးလိုက်ပါတယ်။လေးပထောက်ရွယ်ကလေးငယ်လေးကစကားပြီးသက်သာပြန်ပြောနေတော့အံ့ဩပြီးတော့ဟမ်သူ့ကိုပြန်ပြောရဲသလားဆိုကစိတ်ဆိုးသွားပါတယ်။ သူ့ကိုစကားပြန်ပြောရဲသလားဆိုပြီးတော့ရွှေငါဘလူးကမေးတဲ့အခါသူဟာငယ်စဉ်ကတည်းကကြောက်တတ်သူမဟုတ်ကြောင်းပြောလာခဲ့ပါတယ်။ရွှေငါဘလူးကခြံချင်းစီကိုသွားပြီးမေးတဲ့အခါခေါင်းပိုးရောင်ဆောင်ဝူခုံးကခြံချင်းရောင်ဆောင်ပါကျဲကိုစားဝင်းရောက်ဖေးဆိုးနေပါတယ်။ရွှေငါဘလူးကသူစားမှမကြောက်ဘူးလားလို့ခြံချင်းရောင်ဆောင်ပါကျဲကိုမေးလိုက်ပါတယ်။ပါကျဲကလည်းကြောက်လန့်ပြီးတော့ပေးအမြောက်ကိုအရင်စားတင်ကြောင်ပြောနေချိန်မှာပဲဝူခုံးကခေါင်းပိုးအတွင်ကနေမူလားအတွင်ဆုံးဝူခုံးကိုပြန်ပြီးတော့ပြောင်းချလိုက်ပါတယ်။ရွှေငါဘလူးကသူမျောလင်ထားသလိုမဟုတ်ပဲမြောက်နဲ့ဝက်ကိုတွေးလိုက်တာကြောင့်ထွက်ပြေးသွားပါတော့တယ်။ ဇုံကုံနဲ့ပါကျဲကနောက်ကလိုက်ပြီးတော့ပါကျဲကထုံကျင်းနဲ့လိုက်ရိုက်ပါတယ်။အိုက်ကရွှေငါဘလူးကထွက်ပြေးသွားပြီးတော့ငါးကြီးကိုနှစ်ခုကကြွကြံရစ်နေခဲ့ပါတယ်။ရွှေငါဘလူးကရေရောက်ကိုပြန်လဲငုံရှိုးသွားပြီးတော့သူ့ရဲ့နန်းတော်ဒေါသနဲ့ပြန်အောင်လာပါတယ်။ကျင်ဘတ်တယောက်ကခြံကြီးဟွာကပြန်လာတိုင်းပျော်နေတဲ့တဲ့သူကဘယ်လိုဖြစ်လို့မျက်နှာပြက်လာပါသလဲလို့မေးလိုက်ပါတယ်။ရွှေငါဘလူးကဒီကနေ့တိုက်ခိုက်ခံပြီးတော့ကံကောင်းလို့သာမသေးပဲရောက်လာတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ကျင်ရတော်ကရေပူရေချမ်းကမ်းလှမ်းပေးနေသူတို့ကအရန်ကိုတော်နေရလားလို့မေးလိုက်ပါတယ်။ ရွှေငါဘလူးကသူရောက်သွားချိန်မှာကလေးနှစ်ယောက်ကိုဘူးသောစင်ပေါ်မှာတွေ့ရပြီးတော့မကြခင်မှာဘလူးနှစ်ကောင်ဖြစ်နေသူတို့ကပြောင်းသွားတယ်လို့သူကျင်ဘတ်တန်ဟန်ကိုပြောပြလိုက်ပါတယ်။ရွှေငါဘလူးကပဲဆက်ပြီးတော့တယောက်ကမျက်လုံးမိမိပါဇက်ပြဲပြဲနှရွက်ကားကားနဲ့ပုံစံပြောင်းသွားပြီးတော့သူ့ကိုထွန်ချင်းနဲ့ရိုက်တာကြောင့်လက်နက်ပါမသွားတဲ့သူလဲအရိုက်ခံလိုက်ရတယ်လို့ပြောပြနေပါတယ်။တပတ်မှာတော့ပါချဲနဲ့ဝူခုံးတို့ကမြေကန်းသားတွေရောက်လာပြီးတော့ဂဲနဲ့ပေါက်ကအကောင်ရွှေငါးကောင်ထွက်လာခဲ့စမ်းလို့အော်ဟစ်စိန်ခေါ်နေပါတယ်။အဲဒီအချိန်မှာကင်းသမားငါးတကောင်ပေါ်လာပြီးတော့သူတို့ကိုတစ်ချက်ရှိုးသွားခဲ့ပါတယ်။ ကင်းသမားငါးကရေထဲကိုအမြန်ပြန်လဲငုံဆိုးသွားပြီးတော့ရုပ်လွန်ဆိုးတဲ့ဘလူးနှကောင်ကကန်းဆက်ကနေရွှေငါးမော်ဆရာကိုခေါ်နေတယ်လို့လာအောင်ပြီးတော့ရှောက်ထားပါတော့တယ်။သူတို့ကရွှေငါးမော်ဆရာရဲ့အဖိုးတွေလိုလဲပြောနေကြအောင်ရှောက်ထားလိုက်ပါတယ်။ရွှေငါးမော်ဆရာကသူ့ကိုစားရဲသလားလို့မေးပြီးတော့သူ့ရဲ့လက်နက်ကိုတောင်းကသွားတိုက်ခိုက်ဖို့ပြင်ပါတယ်။သူ့ရဲ့ဂျင်အားတို့ကစိတ်အေးထားပြီးတော့စိတ်လျှော့ဖို့နဲ့ဒေါသပြေမှသွားပြီးတော့ချဖို့အကြံပေးပါတယ်။ပါကျေးကရွှေငါးငါကြောက်ကောင်လို့ပြောပြီးတော့ဝူခုံးကတော့တိမ်ပေါ်ကိုတက်ကာ သူ့ရဲ့ဒုတ်ကိုအစာချီချဲ့မြင့်ပြီးတော့မြေပြင်တစ်ခုလုံးကိုမှွေနှောက်ပါတော့တယ်။ရွှေငါမော်စရာရေအောက်တိုင်းမြာဝူခုံးရဲ့ဒုတ်စွမ်းနဲ့ဗယံပရာတွေဖြစ်ကုန်ပါတော့တယ်။ရွှေငါမော်ဟာသူ့ရဲ့ရေအောက်နန်းတော်အတွက်အလွန်တရာဆိုးရင်နေချိန်မှာသူ့ရဲ့ဂျင်ဘက်ကရောက်လာခဲ့ပါတယ်။ဂျင်ဘက်ကအကြံတစ်ခုပေးချင်တာမလို့ဘေးနာမောင်းမတွေကိုမောင်းချစေလိုက်ပါတယ်။မောင်းမတွေထွက်သွားတဲ့အခါဂျင်ဘက်ကရွှေငါမော်စရာလိုမဲ့ကံကောင်းကြောင်းရွှေငါမော်စရာရဲ့မျက်နှာဖုံးဟာအစွမ်းထက်ကြောင်းနဲ့သူကမြောက်ပြင်စူးငုံဖြစ်နေတာကြောင့်သာမနိုင်ခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ သူကလိမ့်အိုကြီးကိုထုရိုက်ပြီးတော့သူ့ရဲ့လိုင်းကိုအပိုင်သိမ့်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီချိန်ကနေခုထိဒီတခါလောက်ခြေနေမဆိုးချောင်းကျင်ဘက်ကိုပြောပြနေပါတယ်အခုတော့ဒီမြောင်းမာသားတကောင်ကြောင့်သူ့ရဲ့နန်းတော်ပြိုကျမယ်အရေးတွေးကြောင်နေရပြီလို့ရွှေငါမော်ဆရာကသူ့ရဲ့ကျင်ဘက်ကိုပြောနေခဲ့တာပါရွှေငါမော်ဆရာကသူဟာမြောင်းလောင်းကိုမကျင်တဲ့ကြောင်ပြောတဲ့အခါမှာကျင်ဘက်ကဇုံခုံကဘုံကြီးထန်ဆန်းရဲ့တပည့်ဖြစ်တယ်လို့ကျင်ဘက်ကပြောပါတယ်ဒီတော့မှရွှေငါခေါင်းကဖြတ်ခနဲပွင့်သွားပြီးတော့ဒီလိုဆိုမှပြင်ဒီနေရာမှာထန်ဆန်းရောက်နေရလားလို့မေးလိုက်ပါတယ် ကျင်ဘက်ကတိတ်သေးကြတာပေါ့ရွှေငါမော်ကိုကိုရဲ့လို့ပြောပြီးတော့ဌာန်ဆန်းဆရာတော်ကမြင့်မြတ်တဲ့ဘုံကြီးတစ်ပါးဖြစ်တယ်လို့ပြောလိုက်ပါတယ်ဇီဥထောပတ်ကြီးစားထားတာကြောင့်သူ့ရဲ့အသားဟာနူးဤနေအကြောင်းကိုလည်းပြောလိုက်ပါတယ်သူကျင့်ကြံထားတဲ့တရားကြောင့်သူ့ရဲ့အသားကိုစားမိတယ်ဘာသူမဆိုမအိုမနာမသေးတဲ့အင်မော်ထဲအသားကိုရရှိမှာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတော့တယ်ကျင်ဘက်ကအဲ့ဒါကြောင့်သူတို့ကအသက်မသေးနိုင်ပဲဖြစ်တော့မှာလို့ပြောနေပါတယ်ရွှေငါမော်ဆရာဒီအကြောင်းကိုသူကဘာကြောင့်သိရတာလဲလို့မေးနေပါတယ်ဒီတဲ့င်းမှန်တယ်ဆိုရင်တော့ဖြင့်ရွာသားတွေကိုရစ်ပူစော်ပွဲခက်ဆိတ်ဆိတ်လုပ်ပေးဖို့ စော်ဩရမယ်လို့ပြောလိုက်တာပါရွေကားမော်ဆရာကထန်ဆန်းတပည့်တွေကစွန့်လုံးနေတာကြောင့်ထန်ဆန်းကိုဘလို့လုပ်ပြီးတော့ဖမ်းရမလဲဆိုပြီးတော့အခက်တွေ့နေခဲ့ပါတယ်ညံကောင်းလုံးနဲ့ကျင်ဘက်ကဒါလွယ်ပါတယ်ဒီလိုလှုပ်လို့ဆိုပြီးတော့ရွှေငါမော်ဆရာကိုအကြံပေးပါတယ်ဒီအကြံတော့သူမကိုဘာပြန်ပေးမှလဲလို့ကျင်ဘက်ကမေးတယ်ကရွှေငါမော်ကကျင်ဘက်ကိုတန်တန်ဖြစ်ခွင့်ပေးပြီးတော့မသေးရအသက်နဲ့အတူတူဘဝဆက်ကြမယ်လို့ဂရီပေးလိုက်ပါတော့တယ်တပတ်မှဝူခုံးနဲ့ပါကျဲတို့ကကျင်ဖောင်းရဲ့အိမ်ကိုပြန်ပြီးတော့ရောက်လာကြပါတယ်ပါကျဲကခေါင်းမိုးဖြစ်မနေပဲမြောက်လို့ပြန်ပြောင်းသွားတာမြန်သွားလို့ ရွှေငါးထွက်ပြေးသွားတာလို့ပြောလိုက်ပါတယ်။ဟူခုံးကလည်းသူ့ကိုဟိုမြောက်ကိုရင်စားလို့မင်းပြောလိုက်လို့တိသွားတာလို့တယောက်ကိုတယောက်ပြန်ပြီးတော့အပြစ်ဖို့နေကြပါတယ်။ဟူခုံးကလည်းမော်ဘလူးရွှေငါးကောင်ရဲ့လိပ်စာကိုသူတို့သိခဲ့ရဖြစ်ကြောင်းနဲ့ဂျင်းဖောင်နဲ့ဆရာတော်ကိုပြောပြနေပါတယ်။ဘာကျဲကလည်းနောက်တစ်ခါပြန်မလာရဲလောင်ဆုံးမထားလိုက်ပြီလို့ဆရာတော်ကိုပြောပြနေပါတယ်။ဇုံခုံးကအဲ့ဒီရွှေငါးမော်ဆရာရေတရေရေဘလူးတကောင်ဖြစ်ပြီးတော့သူနဲ့ဘာကျဲလက်ချက်ကြောင့်ဂူရဲပြန်ဝင်သွားကြောင်းတော်တော်နဲ့ထွက်လာမှာမဟုတ်ကြောင်းပြောလိုက်ပါတယ်။ ဆရာတော်နဲ့ကျင်ဖောင်းကတကယ်လို့အဲ့ဒီရေဘလူးကပြန်လာခင်ရောလို့မေးတဲ့အခါဝူကုန်းကအဲ့ဒီရေဘလူးကတော်တော်နဲ့ပြန်လာလို့မရအောင်နားယူနေရမှာဖြစ်တယ်လို့ပြောနေပါတယ်။အခုလဲသူ့ရဲ့မော်တုံးနဲ့ရေထဲကိုမှုေပစ်ခဲ့တယ်လို့ပြောနေခဲ့ပါတယ်။ပါကျက်လည်းသူရိုက်လိုက်တာကြောင့်ထွက်ကြကြံခဲ့တဲ့ငါးအကြီးကိုနှစ်ခုကိုပြကဂုံယူနေပါတယ်။ကျင်ဖောင်းတော့သူတို့ကြောက်လန့်နေရတဲ့ရေဘလူးကိုအကြီးကိုနှစ်ခုကွာကြတဲ့အထိရယူလာနိုင်ခဲ့တဲ့ဇုံခုံးနဲ့ပါကျက်ကိုထင်းရွေကြီးနေခဲ့ပါတယ်။ကျင်ဖောင်းနောက်တနေ့မှရေဘလူးကိုပြန်သွားချဖို့နဲ့အခုလောဆယ်ကောင်းစားပြီးတော့နားယူလိုက်ကြဖို့ကြံပေးလိုက်ပါတယ်။ ဒီနေ့နောက်နေ့မှာတော့တရွာလုံးနင်းတွေကြလာပြီးတော့ဝူခုံနဲ့ပါကျဲတို့ဘွဲအားချမ်းပြီးတော့ခိုက်ခိုက်တုံနေကြပါတယ်။ဇူလိုင်လလေကြီးမှာအေးခဲကနင်းတွေကြနေတာထူးဆန်းနေတာကြောင့်ဝူခုံကအပြင်ကိုထွက်ကစနေနာခဲ့ပါတယ်။ဝူခုံကနင်းတွေကြနေရမလို့အေးတာဖြစ်တဲ့အတွက်အန်အောင်စရာမရှိတောင်းပြောလိုက်ပါတယ်။ကျင်းဖောင်းတော့ရက်တော်တော်ကြာတဲ့ဒီနင်းကွဲမှာမဟုတ်သေးကြောင်းနဲ့ဒီရက်ဟာတနေ့မှာရာသီဥတု၄ခုရှိပြီးတော့ຫນွေဥရာသီမှာမြူတွေထောင်းအောင်တာမကပဲနင်းတွေကလည်းတဲတဲ့အကြောင်းကိုပြောပြပါတယ်။ဝူခုံကနင်းကြတာဘာမှမထူးဆန်းကြောင်းနဲ့သူရှင်းပြနိုင်ကြောင်းကိုပြောလိုက်တာပါ။ ကျင်ဖောင်းတော့အေးဆေးအနားယူပြီးမှဂီးဆက်ကြဖို့ပြောနေခဲ့ပါတယ်။ဇာတော်ထန်ဆန်းတော့၃နှစ်လောက်ဂီးကို၈နှစ်လောက်ကြာခဲ့ဖြစ်တာကြောင့်မျက်စွာပြားစီကိုအမြန်ရောက်ဖို့အရေးကြီးနေကြောင်းကိုပြောပြလိုက်တာပါ။ကျင်ဖောင်းလည်းရက်တွေကိုခဏထားလိုက်ပြီးတော့နောက်တနေ့နှင်းကွဲမှာလှေနဲ့လိုက်ဖို့ပေးပါမယ်လို့ဇာတော်ကိုပြောနေခဲ့ပါတယ်။အဲဒီချိန်မှာပဲခြံချင်းကရောက်လာပြီးတော့မြေထဲမှာရေတွေခဲနေပြီလို့ကျင်ဖောင်းကိုလာပြောပါတယ်။ဇာတော်ကတော့မြစ်ပြင်အရေခဲပင်ဖြစ်သွားတာကြောင့်ဘလို့ခီးဆက်ရမလဲလို့မေးနေခဲ့ပါတယ်။အဲတော့မှခြံချင်းလေးကရေခဲပင်ပေါ်မှာလမ်းလျှောက်လို့ရအောင်ဇာတော်ကိုပြောတာ။ တခြားသူတွေလည်းရေခဲမြေကိုဖြတ်ပြီးတော့မြေတပတ်ကန်းကိုကူးနေကြပြီလေလို့ပြောလိုက်ပါတယ်။အဲတော့မှဆရာတော်ကလည်းချက်ကနေအလင်းပွင့်သွားကပျော်သွားခဲ့ပါတော့တယ်။ဆရာတော်ကတော့ဘုရားရှင်ဟာသူတို့ကိုကူညီနေဖြစ်ကြောင်းပြောကပပတ်လေလှဲ့ပြီးတော့ကားနေပါတယ်။ဘုရားနှင်းတွေကြောင်းလှုပ်ပေးတာကြောင့်သူတို့ဟာရေခဲမြေပြင်မှာလမ်းလျှောက်လို့ရဖြစ်ကြောင်းပြောကပြောနေပါတယ်။ဘာကျဲတော့မနေ့ကမှကြားတဲ့နှင်းကအခုလမ်းလျှောက်လို့ရနိုင်ပါမလားလို့မေးလိုက်ပါတယ်။သူတို့လေးအောင်မျက်စီကိုအမြန်သွားခဲ့ကြပါတယ်။မျက်စီကိုရောက်တဲ့ကလူတွေကအထန်းတွေကိုစီအထုပ်ဘိုးကိုစီနဲ့ရေခဲမြေကိုဖြတ်ကူးနေကြပါတယ်။ ။ဘာကြလဲဝူချင်းတို့ကိုမြ мян လာဖို့ခေါ်ကားရှိကနေသွားနေမှာလေ။ဇာတော်ကလည်းဘုရားကသူတို့ကိုကူညီနေတာကြောင့်ဂျေစုတင်ကြောင်းပြောနေခဲ့တာပါ။ဝူခွန်ကတော့ဒါထောင်ချောက်တစ်ခုဖြစ်နိုင်တာကြောင့်အလင်းမလို့ဖို့ပြောနေခဲ့ပါလေ။ဝူခွန်ကဇူလိုင်လမှာမြေဟာရေခဲနေပြီးတော့ကမ်းပါနေပန်းနေပွင့်နေတာကထူးဆန်းနေတဲ့အတွက်သတိထားဖို့ပြောနေပါလေ။ဇာတော်ကဇူလိုင်လမှာနှင်းကြတာဘာဖြစ်လဲ။ဒါယာတိဥဒုပဲလို့ပြောနေခဲ့ပါလေ။ဝူချင်းကလည်းဆုံးကုံပြောတာဖြစ်နိုင်တာကြောင့်ဇာတော်ကိုတတိထားဖို့ပြောပါတယ်။ဇာတော်ကတော့တခြားသူတွေတောင်သွားနေတာသူတို့လည်းသွားလို့ရနိုင်မှာပေါ့လို့ပြောနေပါတယ်။ ။ဘာကျဲကခဏဆောင်ပေးဖို့နဲ့သူရင်သွားပြီးတော့ကြည်ပေးမယ်လို့ပြောကထွက်သွားခဲ့ပါတယ်။ဘာကျဲကရေခဲပင်ကိုထွန်ကျင်းနဲ့ရိုက်လိုက်ပါတယ်။ရေခဲပင်အားမှာမာကျောလွန်းနေပြီးတော့ရေခဲပင်အောက်ကရွှင်ကားမော်ဆရာနဲ့သူ့ဂျင်ဘက်ကဘာကျဲထွန်ကျက်ဒဏ်ကြောင့်တုံခါသွားပါတယ်။ဂျင်ဘက်ကရွှင်ကားမော်ထန်ဆန်းလာနေပြီလို့ပြောလိုက်ပါတယ်။မြင်းကလေးအော်ရန်ကလည်းအဲ့မှာခွာချော်နေတာကြောင့်အော်ရန်ရဲ့ခွာကိုဘာကျဲအဝိစနဲ့စီးပေးလိုက်ပါတယ်။ဘူခုံးကဘာကျဲကိုဝတ်တုံးကအမှန်ဒီလိုကြံတော့ထွက်လာသေးတာပဲလို့ပြောနေခဲ့ပါတယ်။ရွှေငါမော်နဲ့ဂျင်ဘတ်တို့ကလည်းရေပေါ်ဦးတက်လာကြပါပြီ အဲ့ချိန်မှာမုံစိမြူဖိုးကြီးတယောက်ကရွှေငါမော်ဆရာဝန်နောက်ကနေချောင်းကြည့်နေပါတယ်။အော်ရန်လည်းလမ်းလျှောက်လို့ရသွားပြီးတော့ပါတီကတော့ရေခဲကြုံကြသွားရေခဲမရောရောက်မသွားရအောင်ဂျိုင်းတုတ်ကိုကန့်လန့်ကိုင်းပြီးလျှောက်ဖို့ထန်ဆန်းကိုတော်အကြံပေးလိုက်ပါတယ်။တကယ်လို့ရေခဲကြုံသွားရင်ဂျိုင်းကကန့်လန့်ခံနေပြီးတော့လူလဲပြုတ်ကြမသွားနိုင်တော့မယ့်အကြောင်းကိုအကြံပေးပါတယ်။ဇုံခုံကလည်းဝတ်သားတုံးကြီးကအမှန်ရေခဲပြင်အကြောင်းတော်တော်ကျွမ်းလာပဲလို့ထပ်ပြီးတော့ချီးကျူးလိုက်ပြန်ပါတယ်။မြင်းကလေးအော်ရန်ကလည်းပိတ်စပတ်ထားတဲ့ခွားနဲ့အစင်ပြေသွားခဲ့ပါပြီ။ ရွှေငါမော်ဆရာကလည်းရေခဲပြင်အောက်ကိုရောက်လာပြီးတော့ဆရာတော်လာကိုစောင့်နေခဲ့ပါလေဆရာတော်ကတော့ပျော်ရွှင်ပြီးတော့ဖះမာတာပဲလို့အထက်ထက်ရေရွတ်ကရေစုံကနေခုံပေါက်ပြေးသွားနေပါတော့တယ်ဘူခွန်ကလည်းသူတို့ကိုစောင့်ဖို့ဆရာတော်ကိုရှီဗောလို့လမ်းပြီးတော့អော်နေခဲ့ပါလေဆရာတော်ကလည်းတွတ်တွတ်ကလေးလျှောက်ပြီးတော့သူ့နောက်ကိုမြောင်လိုက်ကြဖို့ပြန်ပြီးတော့လမ်းអော်လိုက်တာပါဘာကျေးတရီထားလို့ဆုံးခုံကပြောလိုက်ပြီးတော့ရှေ့ကိုကြည့်ကထိတ်လန့်အံ့ဩသွားချိန်မှာတော့ဒီဘိုင်းကဒီနေရာမှာဆုံးသက်သွားပါတော့တယ်ခင်ဗျာ โอเคပါဆိုတော့ဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျဇုံကုံတို့အဖွဲ့ရဲ့အနောက်အတူခီးသွွားခြင်းကပြီးခဲ့တဲ့အပိုင်း25မှာပြီးသွားပြီမြဲနောက်ဆက်တွဲဆိုပြီးတော့ထပ်ထွက်ထားတဲ့အပိုင်းတွေရှိတာကြောင့်ဒီနေ့မှာအပိုင်းတင်နေတဲ့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်ထပ်အပိုင်းဆက်တွေလည်းနောက်နေ့မှာဆက်လာအောင်ဖြစ်တဲ့အတွက် channel subscribe လုပ်ပေးနာအကောင်းအောင်နှိပ်ကြည့်ရှုဖို့အတွက်စောင့်ကြည့်နိုင်ကြောင်းပါဆိုတော့ရုပ်ရှင်ကားဒီစာဆုံးကြည့်နေတဲ့ Telegram channel ကို join ထားလို့ရပါတယ်ဒီနေ့မှာစာဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ချိန်ပေးခဲ့ကြတဲ့မြောင်းချီသူပေါင်းသူတော်ကောင်းတို့အားလုံးပဲကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်အန့်ခင်မူပါ